မတမာသူတွေကပြည်ရင်းအခွန်များဦးစီးဌာန IRD ရဲ့တရားဝင် website ကိုပုံတူကူးပြီးငွေလိမ်တောင်းနေကြောင်း IRD ကအတိပေးထုတ်ပြန်ထားပါတယ်။အခွန်တန်းပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို social media မှာတဆင့်ဖြစ်စေတယ်လီဖုန်းခေါ်ဆိုဆက်သွယ်ပြီးငွေကြေးတောင်းခံနေတယ်လို့ဆိုပါတယ်။ဒါအပြင် website အတူကိုဝင်ရောက်စေပြီး mobile application ကို download လုပ်ဖို့သွေးဆောင်ဖြာရောင်းလျက်ရှိတာကြောင့်အထူးသတိပြုကြဖို့အတိပေးထားပါတယ်။ ဗတမသူတွေအနေနဲ့ပြည်တွင်းခွန်များဦးစီးဌာနရဲ့အမည်နဲ့ဒစိမ့် logo ကိုအသုံးပြုပြီး online ငွေကြေးလိမ်လည်မှုတွေဖြစ်ပွားနေတဲ့အကြောင်းလည်းသိရှိရတယ်လို့ IRD ကထုတ်ပြန်ပြောကြားထားပါတယ်။ တန်တရားဖြစ်ပွဲတစုံတရာရှိပါက IRD ရဲ့တယ်လီဖုန်းနံပါတ်3963433914နဲ့3963433953ထံဆက်သွယ်မေးမြန်းနိုင်ပြီးဤရင်းခွန်များဦးစီးဌာနရဲ့တရားဝင် website က www.ird.gov.mn ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာ။